ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့နယ်ခလာရ56တိုက်ရဲမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကို KIA ကမေလ22ရက်နေ့မှာလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟတ်ရင်တစ်စီးလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့မွန်းလွဲ2နာရီကမှရွှေကူမြို့နယ်ခလာရ56တိုက်ရဲမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ MI7D ရဟတ်ရင်တစ်စီးကို KIA တပ်မဟာ71ကတပ်ဖွဲ့ဝင်များက လက်နက်ကြီးများနဲ့မေလ21ရက်နေ့မှာတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာရဟယံမထိခိုက်စေရန်ဘေးပတ်ပတ်လဲကဝင်းရံထားတဲ့တန်ကြပ်ကားကားနဲ့ထရက်ကားများပါလက်နက်ကြီးကြီးထိမှန်ခဲ့ပြီးတော့ရဟယံတစ်စင်းလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။21ရက်နေ့နှစ်နာရီကျော်ကျော်လောက်မှာတမဟာ71တပ်ဖွဲ့တွေကလက်နက်ကြီးနဲ့တွားထုတာကွက်တိမှန်သွားတယ်။အဲ့တော့ရဟယင်ကအကုန်လုံးပောက်ကွဲချိန်မှသွားတာ။အဲ့ဒီရဟယင်ရဲ့ဘေးကနေကာဗာလောက်ထားတဲ့တန်ကြပ်ကားကားနှစ်စီးရှိတယ်။ ဘဲဘက်တစီညဘက်တစီအဲ့ဒါတွေလည်းထိသွားတယ်ပြီးတော့ track ကနှစီလည်းရှိတယ်အဲ့ဒီ track ကနှစီလဲထိသွားတယ်အဲ့ဒီရွှေကူမှာအေးပေါ်ဆင်းတက်လိုက်ရတဲ့ရဟတ်ရင်ကမင်းကြီးရဘောက်မှာထိသွားတာပြန်လို့မရတော့ဘူးအဲ့ဒါကြောင့်ဒီတိုင်းရထားတာအဲ့ဒါကိုကျွန်တော်တို့တမဟာ71ကအဖွဲ့တွေကလက်နက်ကြီးနဲ့တွားထုတာကွက်တိကိုထိသွားတာအကုန်လုံးကျေမွသွားတာပဲ လက်နက်ကြီး၄လုံးနဲ့ပြစ်တာ၄လုံးစလုံးထိမှန်ပြီးတော့ရဟရင်တစ်စီးလုံးစုပ်ပြတ်တတ်သွားတာပဲလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။မေလ22ရက်နေ့မှာပြစ်ခတ်ဖြတ်စည်းခဲ့တဲ့ရဟရင်ဟာ20ရက်နေ့က KIA ရဲ့ပြစ်ချမှုကြောင့်ခလာရ56တိုက်ရင်မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟရင်ဖြစ်တယ်လို့သိရပါဗျ။အလားတူပဲမေလ20ရက်နေ့ကလည်း MR70 ရဟရင်တစ်စီးကို KIA ကပြစ်ချခဲ့တဲ့အတွက်ကြောင့်ရွှေကူမြို့နယ်မြို့လမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာပြတ်ကျသွားခဲ့ပြီးတော့ KAI တရင်ငါကအဲ့ဒီရဟတ်ရင်အပြည့်စင်းတဲ့အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြအောင်ဒရင်ရရှိပါရယ်ခင်ဗျာ